AVA 1940စီစဉ်တူအခန်း9ကိုသိန်းသခင်တက်ပြီကနေမစင်းလာဘူးဆိုဘဲနဲ့လို့ကြာကြာခုခံကြမလဲကျုံတို့မှာရှိတဲ့မျိုးဆောင်တက်အင်အားက9000ကျော်ကျော်ပဲရှိတာကိုရော်ကြီးတို့နန်းတော်ထဲကိုဝင်ပြီးရှောက်တင်ပေးကြပါဦးတမူဒရိုးမင်းငယ်ကြီးအတန်ကစိတ်မသက်မသာဖြစ်ဘရင်ဤအဖိုးလေးဘာကြီးတော်များ တော်ဆက်ပြီးအသက်အရွယ်ကြီးရင်နေပြီဖြစ်သည်မြင်းမှုမင်းသားကြီး ကိုးပါးမှာနှုတ်ဆက်နေကြ၏ တို့အားလုံးတွင်ဟန်တာဝရီတံများကိုရင်ဆိုင်တိုက်ခိုက်ရန်အချက်တဲဤတစ်ခုတွေ့နေကြသည် ထိုအချိန်တွင်တံမိုးတူဖြစ်သောမင်းရဲ့မင်းလာငယ်ကအင်းဝမြေပုံတစ်ချက်ကိုကင်လျက်ဝင်လာသည်မင်းရဲ့မင်းလာငယ်ဤနောက်ဖက်တွင်ငတွန်လဲပါလာ၏လူစုတဲတွင်ရှိသောချစ်ညိုကငတွန်ကို တွေ့သောအခါမျက်ခုံးတစ်ချက်တွန်းလိုက်သည်ကိုသိန်းစင်ကစာရဆောင်နှင့်လူတယောက်အင်းဝကိုပို့လိုက်တယ်အားလုံးဤမျက်လုံးများဝင်လက်သွားကြ၏ မင်းရဲ့မင်းလငယ်ကသရိုးမင်းငယ်ဤနဘေးရှိတလွန်အလွတ်တွင် ဝင်ထိုင်လိုက်သည်ဒါကတော့မိုးဆိုးကြုံဘူးငတွန်းနဲ့ကိုသိန်းသခင်ကတင်တကဗျူဟာနဲ့အတူသူ့ကိုပို့လိုက်တာအင်းဝါကိုကာဝယ်တဲ့အခါအတုံးဝင်ပါလိမ့်မယ်တဲ့အားလုံးကငတွန်းကိုဝိုင်းကြည့်လိုက်သည် စာထဲမှာတော့စိရင်အသေးစိတ်တွေခင်းချင်းပြတာတယ်အဓိကကတော့ဟန်တာဝရီတက်တဲ့အင်းဝါကိုဝိုင်းရလာတာကိုမြို့ဝဲကနေခံစစ်နဲ့မနေပဲတိုက်စစ်နဲ့ထွက်ပြီးထိုးပေါက်ဖို့ပါပဲ ဟာဖြစ်ပါမလားဗျဒီမှာရှိတဲ့အင်အားနဲ့ဘိုးမင်းတို့ဟန်တော်ရီတက်ကအင်အားတစ်ခုလုံးကိုဝင်းရံထားတာမဟုတ်ဘူးသူတို့ရဲ့အင်အားအများဆုံးစူစီးထားတဲ့နေရာက ကံယိုးတကားပေါက်တက်တက်မှာပဲအဲ့ဒီမှာဟန်တော်ရီတံမှုပြတ်တော့ထိုင်နေသူတို့ဟာကျုံးနေတဲ့ကံယိုးတကားကနေအင်အားကိုလှုပ်ကြံမယ်လို့ကိုသိန်းသခင်ကတေချာပေါက်ပြောပါတယ်ဒီအတွက်သူတေချာစိတ်ရင်ခင်းလာပါတယ် အခါတော်ချိန်လည်းတည်ကြပါပါတယ်အခါတော်ရောက်တာနဲ့အင်းဝပြီနဲ့အေယဝရီချင်းရွဲ့မြစ်တရောင်းနဲ့ပိတ်မိနေတဲ့အင်းဝတက်တွေတပြိုင်နဲ့ပြန်တိုက်ကြပါလိမ့်မယ်မင်းရဲ့မင်းလာငယ်ဤစကားကိုအားလုံးသဘောတူကြအောင်ခေါင်းကြီးလဲကြသည်ဒီတော့စင့်ရင်ကိုဒီနဲ့ခင်းမယ်ကံယိုးတကားနဲ့မနီမွေးမှရှိတယ်မွန်ဘိုးတကားကနေမင်းကြီးမင်းထင်တက်မြင်းဝန်တက် ပတိစိန်မြောင်းတပ်တွေထွက်ပြီးစိန်မြောင်းတပြည့်အကွာကနေဟန်တာဝရီတပ်တွေကိုပစ်ပြီးစစ်များမယ်။သူတို့ဒီဘက်ကိုတန့်ရင်အားဖျန်းထွက်လာရင်ညောင်စောက်တကားကနေဘီရင်ကြီးအမြောက်တပ်ကတုံးမိတ်တော်ဝင်အမြောက်ကြီးလေးလက်နဲ့တပြိုင်တည်းဟန်တာဝရီရဲ့တောင်ဘက်ရှိရာကိုပစ်မယ်။အဲ့ဒီအချိန်သူတို့တောင်ပန်းတဲ့မြောက်ဘက်စစ်မျက်နှာနှစ်ဘက်ကိုဖျန်းချက်နေချိန်မှာကံရိုးတကားမှာတီနေတဲ့စစ်ဦးကိုဝင်တိုက်ဖို့အတွက်အင်အားလိုတယ် လူတစ်သောင်းပြည့်အောင်ဖြည့်ရမယ်။လိုအပ်ရင်မိဖုရားဆောင်အမှုတန်းနဲ့စတော်ချက်ကအင်အားတွေကိုပါ ခေါ်ဖြည့်ရမှာပဲ။ကံယုဒကတအူးကနေထွက်တိုက်ဖို့အမာခံဖို့ဖြစ်ခင်ဦးမြင့်စီလက်ရပြန်ချင်ငချစ်ညုံနဲ့ပစိုးချုပ်ဘုံငတုံတို့ကိုရွေးပေးလိုက်တယ်။လဲဦးကနာထွက်တိုက်ရမယ်အဲ့ဒီတက်ဦးဟာဟန်တာဝရီတမှုဗျက်ဒါကြောင့်ရှိမဲ့နေရာကိုအသေးအမဲအနီးကဝင်းအောင်တိုက်ကခုံးထည့်ဖို့လိုတယ်ဒါမှသူတို့ကိုကဲမှုပြက်ပြားမှာ မင်းရဲ့မင်းလာငယ်ကကြင်ညိုနဲ့ငတုံကိုကြည်လိုက်သည်ဘဲနဲ့လေဖြစ်နိုင်ရဲ့လားဖြစ်ပါရဲ့တမူကျွန်တော်မျိုးမိကိုနာခံလျက်ပါနှစ်ဦးစလုံးစီမှအပြေရလိုက်သည်ကဲမနှက်ပြန်အာယုံတက်ကိုထွက်တိုက်မယ်တက်တွေအသင့်ပြင်းမှုအစင်းစင်နာခံကြပါ1942ခုနှစ်မတ်လ13ရက်နေ့နနက်ခင်း ဟန်တာဝရီတက်တို့ဤအဖက်ဖက်မှာဝင်းရံချင်းကိုခံရသည့်အင်းဝနန်းတော်သည် ခံစစ်မှတိုက်စစ်သို့ယုံကြည်ပြောင်းလဲကာထိုးပေါက်ခဲ့ပြီဖြစ်သည် အင်းဝမျိုးပြင်တွင်ရှိသောဟန်တာဝရီတက်များမှာရုပ်ရည်ကြောက်လာသောစိန်မြောင်းတံများအမြောက်တံများကြောင့်ဘေးပညာစီတို့တံများဖြန့်ကျက်လိုက်ကြသည်ကြောင်သောတကားမှအပြင်းသောအမြောက်ကြီးတို့၏ဓာန်ကိုအလူးလဲခံရရသည်ထိုအချိန်တွင်ကံရိုးတကားပွင့်သွားပြီးချစ်ညိုငတွန်တို့၏တံများကစဝိုင်းတံပတ်တက်လာခဲ့သည် အင်းဝါဤတကားပေါက်၃ခုမှာ ရုပ်တရက်တစ်ပြိုင်တည်းထွက်တိုက်ခိုက်လာသပြီးဟန်တာဝရီတက်မှာဖျို့ပရေဖြစ်လာရသည်ဟန်တာဝရီတက်မှာအမာခံမြင်းစစ်သည်တက်မှာပြိုကွဲသွားပြီးမြင်းစစ်သည်90ကြာဆုံးကကျန်သူများမှာအရှင်ဖမ်းဆီးရရှိခဲ့သည်ဟန်တာဝရီတက်မှုဖြစ်ရကြောမှာပြည်ပမှာကိုသိန်းသခင်ဤတက်များပါပြန်လဲခြစ်တက်လာနိုင်သည်ဟုယူဆလိုက်သည်စစ်နှစ်ဖက်ညှက်တိုက်မိအရေးကြောင့် တတဦးပင်းရကရိုးစိန်များမှတက်များကိုတင်းဆဲပြီးလာလန်တိုင်းပြန်လဲဆုတ်ခွာသွားကြသည်တချိန်တည်းတွင်ပင်အင်းဝရေတက်ဘုံမှုအသေးပညာကြံတော်ဤတက်များကမြစ်ကြောင်းတစ်လျှောက်ဟန်တော်ရီတက်များကိုထိုးပေါက်တိုက်ခိုက်ကြသည်ပညာကြံတော်မှာဟန်တော်ရီတက်များနှင့်အတူလိုက်ပါခဲ့မှုသူဖြစ်သည်ဖြင့်ဟန်တော်ရီတက်ဤအားနေကြံများကိုကောင်းစွာနိုင်ရင်သည် ပြည်မျိုးတွင်ခံတပ်ပြုလုပ်ထားသောကိုသိန်းသခင်တံများကလည်းစုပ်ခွာထွက်ပြေးလာသောဟန်တာရီတံများကိုနှစ်ဖက်ညှက်တိုက်ကြသည်စုပ်ခွာထွက်ပြေးလာသောဟန်တာရီရေတပ်မှတိုက်လေအစည်းတရာကျော်ကိုတိမ်ဆဲရမိခဲ့သည်စည်ရေးချိန်ဝင်ရှာသည့်ဖြောင်းပြန်ပြောင်းလဲခဲ့ပြီဖြစ်သည်ဟန်တာရီတံများမှာနေဆက်အထိပြန်လဲစုပ်ခွာသွားခဲ့၏ဟန်တာရီတံများကိုအောင်မြင်စွာပြန်လဲတိုက်ခိုက်နိုင်ခဲ့သည်အင်းဝတံမှုများအမှုတံများကိုမဟာဓမ္မအစာဒီပတိသည်မြို့စွာရွာသားနှင့်ဘွဲ့အမိများပေးရခဲ့သည် ကိုသိန်းသခင်သည်ပြည်မအင်းဝနန်းတော်သို့ခိတပြန်ရောက်လာခဲ့သည်ကံယောရကတိုက်ပွဲတွင် အမာခံဘိုးအဖြစ်တအူးမှဦးဆောင်ခဲ့သူနှစ်ဦးထဲမှချစ်ညိုအားခင်ဦးမျိုးသားအဖြစ်ကြီးမြင့်ခဲ့သည် နောက်ထပ်အမာခံဘိုးဖြစ်သောဘိုးတွန်မာမူတိုက်ပွဲများအေဂျန်စီနှင့်အင်းဝါမျိုးမှထပ်မံပျောက်ွယ်သွားပြန်တော်သည်စစ်တော်ဝင်တိုက်ပေးသွားတယ်ဘွယ်ရူရာရူပေးတော်ပျောက်သွားပြန်တယ်ဒီကောင်ဟာဘဲနဲ့တက်တော်ပါလေ ငတွန့်အားမိသည့်နေရာမှရှာမရကြောင်းသိရှိရသည့်အခါကိုသိန်းသခင်ကထိုနဲ့သာရေရိုးလိုက်တော်သည်1942ခုနှစ်ဧပြီလဟန်တော်ရီကြောက်တယ်လူသက်သမားကြီးလာနေပြီလူသက်သမားကြီးလာနေပြီတွာတွာမြတ်ဝါကလက်ထဲတွင်ရှိသော စားလက်စာငပြောသည့်ဖြင့်လက်ရဘူအားပြစ်ပေါက်ခါထွက်ပြေးသွားသည် လူသားဤခြံဝင်းထဲသို့ဝင်လာသောလက်ရဘုံမှာရုတ်တရက်ငပြောသည့်ဖြင့်အပြစ်ခံလိုက်ရသည်ဖြင့်မြက်ဝါကိုတန်တော်လိုက်ကြည့်နေ၏မြို့ညီမသတိထားလေသတိထားမယ်ဘူးကမြက်ဝါကိုတိုင်းဖက်ကမြက်ဝါနေသည့်တဲထဲသို့ခေါ်သွင်းသွား၏အတန်များကြောင့်လူသားအိမ်ပေါ်မှဆင်းလာသည်ဘာကိစ္စရှိလို့လဲလက်ရဘုံတလောကခမည်းပြောရတယ်တန်လင်းမှာအရောက်ကူတော်တိဆောက်ဖို့မြင်နေရလို့တယ်ဆို အခုအာရမီယာတရီအကွီလာယာက သူ့မျိုးကရောင်းဖို့ရှိတယ်လို့ပြောဆိုကြတယ်အဲ့ဒါလာအသိပေးတာဟုတ်လားတန်လင်းဘယ်နာလောက်လဲဝတ်တာတကားနာပဲအင်းအဲ့နာဆိုစိတ်ကန်းနဲ့လည်းနှီးတော့မစိုးပါဘူးဒါနဲ့တရီအကွီလာဘမလဲဟန်တော်ရီမလားဟင်းတန်လွင်မာလီစာကျုပ်တပတ်ကမနက်တန်လင်းကရေဝန်ကင်းတဲ့ကိုသွားဆစ်ဖို့ရှိတယ်ခမရလိုက်ကြည့်နေဆိုရင်ကျုပ်တက်နဲ့လိုက်ခဲ့ပါလားအင်းကျမလိုက်ခဲ့မယ်လီ ခုနကလေးမှဥဒအောင်ရဲ့တမီးလေးမဟုတ်လားအင်းဟုတ်တယ်လေစိတ်ကတိတ်မမှန်ရှာဘူးတနာစရာပါဒါကြောင့်ကျွန်တော်ကိုမြင်တော့ကြောက်လန့်ပြီးအော်ဟစ်ပြီးပြေးတာဟိုးငါပြောသေးနေတော့ပြစ်ပေါက်သွားသေးဗျာလက်ရဘူကသူ့ဤစိတ်ဝိစုံတွေပေးနေသောငါပြောသေးအချို့ကိုတုံးလိုက်သည်เออตูอ่ะซิวิสုံนี่โหมีเองอฉีนี่ก็ปูซูเลยตู้มีต้าซูโหမျိုးเหล่ากองมามีชูตักแก่ล่ะซิวิสုံเนี่ยลูกนี่ไม่เข้าล่ะเอ๊ะฉะนั้นตะบักก็เลยดันหายาราล่ะ ကျွန်တော်တို့ဘက်ကကျမတို့မင်းရဲ့အောင်နိုင်ကိုလုံးချန်တဲ့အရေးမှာရွာသားတွေပြစ်တဲ့ဒူးလေးမှားမှန်ထားတာအကျော်တီးလို့တိတ်မတန်ရှာတော့ဘူးဒါပေမဲ့ကျမပဲသူ့ကိုစောင့်ရှောက်ထားတယ်သူ့ရုပ်သူ့ရည်လေးနဲ့ဒီတိုင်းပြစ်ထားရင်အန္တရာယ်များတယ်မဟုတ်လားဟူးတနာစရာလေးပါလားလက်ရဘူကမြက်ဝဝင်သွားသည့်တဲလေးကိုလှမ်းကြည့်လိုက်သည်မဲဘူးကတဲအိမ်ထဲမှပြန်ထွက်လာသည်အချိန်နေဘလို့ရှိလဲမဲဘူးညမချောသိမ့်လိုက်တာအိပ်ပျော်သွားပြီမမလီစာကြုတ်သွားကြည့်လို့ရမလား ရပါတယ်သူ့တော့မနှိုးစင်နဲ့ဟောနှိုးရင်တော့ရှင်းမြင်တာနဲ့လန့်အောင်မှာသူတို့တဲကလေးစီတို့ရှောက်သွားသည်လက်ရဘူကတကားအွယ်မှနေပြီးအတွင်းသူချောင်းကြီးလာ၏တဲအတွင်းမှာဝါကွပြပေါ်တွင်မြောက်ဝါမှာပဂတိကလေးငယ်တယောက်လာအိမ်မော်ကြနေတော်သည်တန်လင်ဖာသာနရီနီတို့ကြောင်းမှာဖာသာအင်္ဂလိုကအနောက်တိုင်းစည်းကမ်းဖွင့်ပြီးစည်းကုပေးနေတယ်သူ့ပြားကြည့်ရင်ကောင်းမယ်ထင်တယ်ကျမတို့ဒီမှာလဲမွန်သမားတော်တွေအာရီမီယန်စည်းစရာတွေနဲ့ ြကြည့်နေတာပါပဲအချိန်တွေကမတူးပါဘူး Father Angelo ကအနောက်တိုင်းစီးပညာမှာလဲဘွဲရခဲ့တာလို့သိရတယ်တန်လင်မှာတော့သူ့စီးကန်းကနာမည်ကြီးနေတယ်အင်းဝတ်စစ်ဘွဲကဒဏ်ရာရဖျားနာလာကြတဲ့စစ်သည်တွေတော့အဲ့ဒီကြီးတွားပြကြတယ်လီစွာတွားပြကြည့်တာကောင်းမယ်တပတ်ခါတန်လင်တောင်းရင်သူ့လေးကိုပါခေါ်လာခဲ့ပါလားကျုပ်လေးထဲမှာပေါင်းမိုးနဲ့အခင်းချင်းတွေတေးချလုံထားပါမယ်။အခုတော့ရှင်းကိုစိတ်ဝင်စုံနဲ့မြင်တော့သူတော်တော်ကြောက်လန့်နေတာဖြစ်ပါမလား။ ဖြစ်ပါတယ်ကျုပ်တိကြစီစဉ်မှမယ်ပကိုးမြစ်တဲ့တိုက်လီလေးစီဝင်းရလာတော့ရွက်တက် လောင်းလီကြီးမှာတရွေ့ရွေ့မြက်ဝါကလှေဦးဝိုင်းတွင်ထိုင်ကခြေတော့တွဲလဲချလျက်တချင်းများတကြောကြောဆိုလာ၏ထူးထူးခြားခြားတန်လင်တို့ထွက်ကနေသည့်လက်ရဘူဤတက်သားများနှင့်လှေသားများမှာအရက်ဝင်များသာ ဝင်းစင်ထားကြသည်လက်ရဘူကဟန်တောင်ဒီမှယူလာသောမြက်လေးပန်းကုန်းကလေးကိုမြက်ဝါထံသို့တွားကပေးလိုက်သည် သဘောကောင်းတဲ့ဦးကြီးကျေးဇူးတင်ပါတယ်ရှင်လက်ရဖို့ကသဘောတကျပြောလိုက်သည်ဟိုရကလည်းမပြောသေးသမိမဆိုလို့လက်ထိုးနေတာလားဘုံမင်းရဲ့လူသားကခက်တီတီဖြစ်နောက်လိုက်၏မြဝါနဲ့ခလန်းလန်းရှိရွက်တိုင်သားတို့သူတို့ရှောက်လာကြသည်အဲသူ့ကိုမြင်လိုက်ရတာကျုပ်တော်တော်စိတ်ထိခိုက်တယ်လူသားဟိုလုံးကဥဒအောင်တို့မိသားစုကိုလည်းမျက်စီနဲ့မြင်အောင်နဲ့နားတွင်ပွဲမှာတော့ကသူတကယ်တော်ဝင်မင်းသမီးလေးလို့ပဲလေ ။နောက်လာပိုင်းကြောင်မှာပဲဒီဘွားရောက်သွားတာမဟုတ်ဘူးလားဗျ။လက်ရဖို့ရောဗီဇာပါ စကားရှေ့မဆက်မိကြတော့မြက်ဝါကလက်ရဖို့ပေးစီမြက်လေးုံပန်းကလေးကိုခေါင်းတွင်ခွေပေါင်းတာပြီ။လဲပေါ်တွင် ခုံပေါက်စော်ကစားနေသည်။တရက်အကြာတွင်တန်လင်းတို့လှေများစိုက်ကတ်ကြ၏။ရေဝန်စမစ်ကလက်ရဘူးဤတက်ကို လာရောက်ကြိုးဆိုသည်ကုံတယ်ကြီးလည်းပါလာတော့တန်လင်မျိုးကကြိုးဆိုပါတယ်ဗျာလူစားကစမစ်ကိုအလိုက်တင်တာပြုံးပြလိုက်သည် သူတို့ကလူနာလာပြတာပါ။ကဲလူစားကျုပ်ကတော့ရေဝင်တဲ့ဟန်တာရီတက်ကပါလိုက်တဲ့အမှားကိစ္စတွေရှိလို့ပါ။ညနေတော့ Father Nerini အကြောင်းကိုလာခဲ့ပါဦးမယ်။ဗီဇာနဲ့မြောက်ဝါတို့မှာရေဝံစမစ်စီစဉ်ပေးသောလဲရင်ပြေတန်လင်ဘာနာပိုက်ဖះเจ้าတို့ရောက်ရှိလာကြသည် ဖာသာဂလီစီယာဖာသာမွန်ဒလီနဲ့ဖာသာဂျွန်နယ်ကိုနေတို့မှာဟန်တာဝရီတွင်ပင်နေထိုင်ကြသည် ဘရင်ကြီးဘုံကြီးเจ้าများအတွက်တမိန်တော်ဗုဒ္ဓဂိတ်ဒီကဟန်တော်ရီတွင် မြေကွက်တကွက်ပေးတာပြီးဘရင်ကြီးဖျားကြောင်တစ်ခုနဲ့အိမ်စောက်လောက်ခါနေထိုင်ကြသည်တန်လင်းနေမူဖာသာနရီနီနဲ့ဘရာသာအင်ဂျလိုတို့သာကျန်ရည်ဤထို့ကြောင့်ရီဇာတို့အတွက်တန်လင်းဘာနာပိုက်เจ้าတော်မှာတဲခုရန်အစဉ်ပြေစီတော့သည်လက်ရဘောပါပါလာသည်ဆိုသည်ဖြင့်ဖာသာနရီနီမှာအထူးပျော်ရွှင်နေသည်ဗီဇာနှင့်မြောက်ဝါတို့အတွက်နေရာထိုင်ခင်းများကိုစီစဉ်ပေးသည် နေလကင်းတွင် brother angelo ကမြက်ဝါဤခြေထောက်မှအကျော်တန်ရာကိုအရင်ဆုံးကြီးရှုပြီးကုသပေးသည် ထို့သောကုသနေစဉ်အတွင်း brother angelo သည်မြက်ဝါနှင့်စကားပြောဆိုကာစိတ်ရောဂါအခြေအနေကိုစူးစမ်းလေ့လာခဲ့သည် ထို့နောက် brother angelo ကမြက်ဝါဤယောဂအခြေအနေကိုလွှီစအားရှင်းပြနေသည် အပြူဖြစ်ကားသာစိတ်ရောကိုပါပြောင်းလဲတဲ့အချိန်မှာဖြစ်ခဲ့တဲ့မိသားစုရဲ့အဖြစ်ဆိုးကြီးကိုအုံနောက်ကမေ့မရတာအဲ့ဒီအဖြစ်ကြီးကိုသူ့အုံနောက်ထဲမှာလက္ခဏာတော့ လက်မခံတာတဝက်ဖြစ်နေတယ်။သူ့မှာအာယုံဆိုင်စရာကိစ္စများများဆဆလည်းမရှိတော့အဲ့ဒါကိုပဲပြန်တွေးမိတယ်။ပြန်မြင်အောင်လာတယ်။အဲ့တော့ဖြောက်ပြဖို့သူပုံမှန်ဘဝတွေကိုပြန်လာဖို့အချိန်တစ်ခုတော့လိုတယ်။သူ့ကိုတယောက်တည်းအမြဲတမ်းအထီးကျန်ညာမထားပဲအနီးကပ်စကားပြောဖို့လိုတယ်။ထိုအချိန်တွင်ဖာသာနရီနီနဲ့လက်ရဖို့ကအနောက်မှရောက်လာ၏။သူ့ကိုကုသဖို့ကစေဝါမရှိဘူးလား brother ။လက်ရဖို့ကမြောက်ဝကိုကြည်ရင်ဝင်ပေးလိုက်သည်။ အီတလီမှာတော့အမျိုးသမီးစိတ်ကစဉ်ကလေးရာကုလုံးမှာတုံးတယ်။တင်းမစုံဝင်းကိုတုံခါရတဲ့ကုလုံးရှိတယ်။ဂရိတွေလက်ထက်ကလေးကတုံးရတာပဲ။ဒါပေမဲ့ဒီမှာကအဲ့ဒီလိုကရိယာကိုရှာဖို့ခတ်တယ်။ကောင်းတာကတော့သူ့ကိုတယောက်တည်းအထီးမကျန်စီပဲအမြဲတမ်းစကားပြောပေးရမယ်။ဘာပြောရမယ်ဘလို့ဆိုတာကိုကြုတ်အသေးစိတ်ထပ်ပြောပေးပါမယ်။ဘာမှမပူပါနဲ့လူစားကျုပ်တို့လည်းရှိတာပဲဟန်တော်ရီမှာရှိနေတဲ့အချိန်မြောက်ဝစီမကြာခဏလာပြီးအဖော်ပြုစကားပြောပေးလို့ရပါတယ် လက်ရဘူကဖះကြောင်ပန်းကြံထဲတွင်လက်ပြောက်ကလေးများကို6တော့ထုံးနေထုံးနေပြီးလိုက်ဖမ်းနေသောမြက်ဝါကိုကြည့်ကပြောလိုက်သည်ဖာသာနရီနီကလက်ရဘူဤမျက်နှာကိုတစ်ချက်ကြည့်လိုက် လက်ရဘူကမြက်ဝါကိုကြည့်နေရမှာဖာသာနရီနီဘက်လှဲလိုက်သည့်အခါအကြည့်ချင်းစုံသွားကြသည် သူကတနာစရာကောင်းတဲ့မိန်းကလေးတစ်ယောက်ပါနရီနီလူစားနဲ့မြက်ဝါတို့ဟန်တာဝရီတို့ပြန်ရောက်သည့်အခါထူးခြားသည့်တဲ့င်းကစောင့်ကြုံနေသည် ဇင်းမဲနယ်မှာလန်ဖုံးမျိုးစာဖရာအုံခန့်ကတမီးတော်နှင်းသီရိစိတ်တော်ကိုတမိန်တော်ဗုဒ္ဓကိရိထံမကြမီလာရောက်ဆက်တာတော်မူဖြစ်သည် ထို့အချိန်ကဇင်းမဲဤလာအုံခန့်ဖြစ်သော လန်ပန်လန်ဖုံးတို့နှင့်လာအုံနယ်ဆက်မှာလွန်ပရာဘုံတို့မှာတီကြာမျိုးပြနိုင်ငံများကဲ့သို့ခွဲကြနေထိုင်နေကြသည်အင်အားနဲ့သောဇင်းမဲသည်အယုဒ္ဓယာအကူအညီဖြင့်လံပန်းနှင့်လံဖုံးတို့ကိုသူ၏အာနာဇတ်ပုံမိုလွှမ်းမိုးရန်စူးစမ်းနေသည် လန်ဘုံမျိုးစားသည်ဇင်းမယ်နှင့်အယုဒ္ဓယာရံမှကာကွယ်နိုင်ရန်အတွက်အင်းဝသို့ပင်စစ်ပြိုင်တိုက်ခိုက်နေနိုင်သည်ဟန်တာဝရီဘရင်တဲ့အားမဟာမိတ်ပြုရန်ကြိုးစားခြင်း ဖြစ်သည်တမိန်တော်ဗုဒ္ဓဂိတိမှာပထမအကြိမ်နိုင်ငံရခြားမှတမီးတော်ဆက်သလာခြင်းအတွက်အထူးပင်ဂုံယူတွက်ကြနေသည်1942ခုနှစ်အင်းဝမှပြန်လည်စုပ်ခွာသွားပြီးသည့်နောက်မြန်မာပြည်တောင်ဝူထိဟန်သာဝရီပိုင်နက် ဖြစ်လာခဲ့သည်ဟန်သာဝရီ၏နန်းတွင်အခြေအနေသည်လည်းတဖြည်းဖြည်းပြောင်းလဲလာနေသည် တမိန်တော်ကသူအားနန်းတရားရင် ပါဝင်ခဲ့သည့်အင်းဝအမှုတန်းအခွန်ဝင်ဥကိုကိုနေရာမှချထားလိုက်ပြီးထိုနေရာတွင်ဗညာအဲကိုအစားထိုးလိုက်သည်ထိုအချိန်တွေကဥောက်လာတို့၏ဩဇာကိုစတင်ရှော့ချလိုက်ခြင်းလည်းဖြစ်သည်ဟန်တာရီနန်းတွင်တွင်အဓိကအမတ်ကြီး6ဦးတွင်ဗညာတလနှင့်သူ၏ဘတ်တော်သားဖြစ်သောတမိန်စောပြစောပြဟရိယာသာခေါ်ဥမောင်တို့ကိုတမိန်တော်ဘရင်ကထပ်မံခန့်လိုက်သောဗညာကျော်ဗညာအဲတို့ပါဝင်လာသည် ထိုအချိန်တွင်ဇင်းမဲ့လံမုံမျိုးသားကတမီးတော်စက်သားမြင့်ကိစ္စကလည်းအရေးပါလာခဲ့သည်တမိန်တော်သည်လုံဖမ်းမျိုးသား၏တမီးတော်နင်းတီရီစိတ်ရကိုကြိုဆိုရန်ဟန်တာဝရီမျိုးတော်ကိုအခမ်းအနားဆုံးဖြစ်အောင်ပြင်ဆင်နေသည်နန်းတော်တွင်လည်းဇင်းမဲ့မင်းသမီးနေမိအဆောင်ကိုဒက်ဖီတူကများမွန်ပမာလက်ရများစွာဖြင့်အသေးချာစောက်လုံနေ၏ဟန်တာဝရီတို့ရောက်ချင်းပင်ရှင်မင်းကခေါ်ယူသည်ဖြင့်လူစားမှာနန်းတွင်သို့ဝင်ရောက်ရတော်သည် ဘဲရိုက်ဆောင်တွင်တမိန်တော်ဗုဒ္ဓဂိတိကိုဝင်ရောက်ခါသာရသည်တမိန်တော်သည်ခြိသာရင်ခွဲအင်ကြီးနှင့်ရွှေရင်ထိုးပိုးပစိုးတို့ကိုခတ်တူတူဝိစင်ထား၏လူစားကဝေထားလျက်ခါသာသည့်အခါတမိန်တော်ကလွတ်တင်ဝေထားသော နီလာလက်စုပ်ကိုချုပ်ကာကမ်းပေးလိုက်၏ကုံတဲ၏လူစားအတွက်ငါကိုယ်တော်မြတ်ချီးမြှင့်တာပါဘာအတွက်များလဲဖေဟာလာမဲ့လာပြီနေမတိုင်ခင်မှာဇင်းမဲ့ကကညာဆက်တဲ့ကိုစလဲတော်တွေများရောက်လာမယ် ငါကိုရောရဲ့အကြည့်တော့လန်ပုံးမျိုးစားအတွက်အကောင်းဆုံးဘရန်နီတွေလက်ဆောင်ပနာပါလို့တယ်လူစားမဲမင်းစီမှာအနောက်တိုင်းထုံဘရန်နီတွေကအကောင်းဆုံးနေကိုတော်လိုချင်တယ်ရွှေဘွားတော်အချိန်မီလာရောက်ဆက်တာပါမယ်ဗျာအေးကောင်းပြီကွယ်ဈေးမဲမင်းသမီးနင်းတီရီစိတ်ရဟာအင်မတန်ချောမောလာပါပြီယင်ကြီးတယ်လို့အထောက်တော်များထံကတင်ရထားတယ်သူ့အတွက်လည်းအိန္ဒိယပြည်ပြည်အထယ်လိတ်များမှာလိုပါတယ် စံနာမှာတကြုံတမိန်တွေလည်းလိုရင်နဲ့မယ်မင်းကုံတယ်များထံမှာမှာယူပေးနိုင်မှာမလားမှန်ပါအလိုရှိရာရောက်ရပါစီမယ်ဖေဟာကဲဒါဆိုလဲလိုအပ်တဲ့ငွေကြေးကိစ္စကိုရွှေတိုက်ဝင်တဲ့တိုင်မင်ညှိနှိုင်းကြစီဗောလူစားကဘဲတိုက်ဆောင်မှအထွက်တွင် ခလန်းလမ်းမှာဥအောင်လာကိုမြင်လိုက်သည်အမတ်ချုပ်ကြီးရှင်မင်းစီခါးသားဝင်တယ်ထင်ရဲ့ဥအောင်လာကမယ်ပြုံးပြုံးလိုက်သည်ခမည်းဘုရင်က နောက်မိဖုရားအတွက်ပဲလှုပ်လှုပ်နေတာပါ ကျုံနဲ့လည်းတွေ့ချင်မရှိပါဘူးလွေသားရဲ့ကျုံခမားကိုစောင့်နေတာဘာများရှိလို့လဲအမတ်ချုပ်ကြီးဂမုံကိစ္စပေါ့ဂမုံဘာဖြစ်လို့ပါလဲရှင်ပြန်မိဖုရားသစ်စက်တာမဲ့တရင်ကြားကလေးကသူ့ဆောင်တော်ရဲကနေအပြင်လုံးဝမထွက်တော့ဘူးကျုံအိမ်ကိုလည်းမလာတာအဲ့ဒီကလေးကပဲအဲ့ဒါလူစားကိုဆိုသူအတွေ့ခံပါပါတေချာရှင်းပြပေးပါ ကိုကမင်းမိဖုရားဖြစ်နေပြီရှင်မင်းဆိုတာဒီလိုပဲမိဖုရားတွေစက်တလာရင်လက်ခံရတင်မြောက်ရတော်ကောက်ရတာပဲမဟုတ်လားဒါဝဘကမုန်းကရှင်မင်းကိုလည်းအတွေ့မခံကျုပ်ကိုလည်းအတွေ့မခံနဲ့စိတ်ဆိုးနေတာအဲ့ဒါကိုလူစားတေးချာချာရှင်းပြရင် သူ့နားလည်မှာပါအခုမှမလဲပထမသနပလင်ဆောင်မှာကမုန်းကရင့်ကျက်တယ်မိမိဖုရားကောင်ကြီးဖြစ်နေပြီမဟုတ်လားအင်းသူလည်းခံစားချက်တွေတော့ရှိမှာပေါ့ ဘလို့နေနေကျုပ်သမီးကမိဖုရားကောင်းကြီးပါလွီစာဒီနေရာကိုတော့ဘယ်သူမှလူလို့မရပါဘူးလူမဲ့သူရှိရင်တော့သူ့အဖေဖြစ်တဲ့အမတ်ကြီးပညာတလားကဘသူ့ကိုမှလူ့ခွင့်ပြုမှာမဟုတ်ဘူးအဲ့ဒီစကားလေးကိုပါပြောပြအောင်ပြောခဲ့ပေးပါအခန်း6စက်ရဲ့